တော်ရဲ့ဒီဆောင်တိုင်းတတိရှိစုပြားလဲပွဲကိုအရင်တိုင်းညဘက်မှာလှည့်လေကျင်းပမယ်လို့ကောပကာတွေ့စီကတည်ရပါတယ်။စက်တင်ဘာလကပြုလုပ်ခဲ့တဲ့ပထမကြိမ်စီဝေးမှာနေဘက်မှာလှည့်လေမယ်လို့ဆိုဖြတ်ခဲ့ပေမယ့်ဒီကနေ့စီဝေးမှာအများသဘောနဲ့ညဘက်ပြန်ကျင်းပဖို့ဆိုဖြတ်လိုက်တယ်လို့ဆိုပါတယ်။ဖျားထွဲမဲ့အခြေအိုတော့အရင်ကည9နာရီမှာထွဲမဲ့အစားအခုညနေ6နာရီကစလို့တနာရီစောထွဲမယ်လို့ဆိုပါတယ်။ တော်ဝဲတဆောင်တိုင်းနှစ်ချိတ်ရှိစုဖျားလှည့်ပွဲကိုကိုဗစ်ကာလကတည်းကရနာထားပြီး2023နှစ်2024ခုနှစ်တွင်မှာတော့နေဘက်ပြောင်းလဲကျင်းပခဲ့ပါတယ်။ဘိန်းနဲ့ကောတောင်မျိုးတွေမှာလည်းနှစ်ချိတ်ရှိစုဖျားလှည့်ပွဲကို2023ခုနှစ်ကတည်းကညဘက်မှာကျင်းပနေတာပါ။အခုနှစ်ကျင်းပမဲ့ဒဝဲတဆောင်တိုင်းဟာ133ကြီးမြောက်ဖြစ်ပါတယ်။မြို့ပေါ်ရပ်ကွက်အာလုံးနေပါဒဝဲတဆောင်တိုင်းဖျားပွဲအတွက် တရင်ကျော်ပွဲတော်ပြီကလေးကဖျားရီပင်ဆောင်နေကြပြီဖြစ်တယ်လို့မြို့ခံတွေစီကသိရပါဗျ။